အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကွယ်ကာမှဆာမှုရိပ်အောင်ပါ။အားလုံးနေကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထာဝရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ ဘဝအတ္တဓာတ်ထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလေးအမြတ်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာထာဝရဘုရားထာမလာတော်ငြိမ်တဲ့ခြင်းတက်ရောက်ပါစေ။ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ23ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမ ွမ်းပါတယ်ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ကျင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ရှင်လုကာခရစ်ဝင်ခန်းကြီး16ပိုက်ငယ်46ဖြစ်ပါတယ်ငါအိမ်ဒီစုတောင်းရာအိမ်ဖြစ်ဤဟုကျမ်းစာ၌လာတော်လဲတင်တို့ဒီချိုးအိမ်ကိုဓမြအတွင်ဖြစ်စေကြပြီတကားဟုမိန်တော်မူ၏။သခင်ယေရှုခရစ်တော်ကိုရောတိုင်းဗိမ္မာန်တော်နဲ့ပတ်သက်ပြီးတော့မိန်ပါခဲ့တဲ့အမိန်တော်စကားဖြစ်တယ်။ ငါအိမ်ဒီဆူတောင်းရအိမ်ဖြစ်တယ်လို့ကျမ်းစာကပြောပါတယ်။ဘုရားခင်ရဲ့ဗိမ္မာန်တော်ကိုရည်ညွှန်းနေသလိုယုံကြည်သူတဦးတယောက်ချင်းစီတိုင်းရဲ့အသက်တာအိမ်ထောင်မိသားစုတဦးချင်းစီတိုင်းကိုရည်ညွှန်းနေခြင်းဖြစ်ပါတယ်။မိမိရဲ့မိသားစုကိုပြန်ပြီးဆန်းစစ်ရမယ့်အရာကဆူတောင်းခြင်းတွေနဲ့မိသားစုကို ဖြည့်ထားသလားဒါမှမဟုတ်ရင်အခြားသောအရာတွေပြည်နေပြီလား။ညီတွားမြည်တမ်းခြင်းတွေအပြစ်တင်ခြင်းတွေခွင့်မလွတ်နိုင်ခြင်းတွေပြည်နေပြီလား။ ပြန်ပြီးဆန်းစစ်ဖို့လိုတယ်။အိမ်ထောင်မိသားစုတိုင်းမှာဖျားခင်ကိုချီးမွမ်းတဲ့ချီးမွမ်းခြင်းတွေပြည့်နေပါစေ။ငါအိမ်ဒီဆုတောင်းရအိမ်ဖြစ်၏ဟုကျမ်းစာလာတော်လေလို့ကျမ်းစာကပြောပါတယ်။ဖျားကဆုတောင်းတဲ့အိမ်ဖြစ်စေခြင်းနဲ့ဖျားခင်ကိုချီးမွမ်းကိုးကွယ်တဲ့အိမ်ဖြစ်စေခြင်းနဲ့ဖျားခင်ရဲ့ကောင်းမြတ်ခြင်းတည်င်းကောင်းကြီးဝေမျှတသက်ခံတဲ့အိမ်ဖြစ်စေခြင်းနဲ့တရား46ကျိန်မြောက်တော်ဆာလံအပိုင်ငယ်တစ်ကန်နေနှစ်မှာအိုးငေါကြီးထော်ရဖျားကိုချီးမွမ်းတော့ငါဒီအသက်ရှင် င်စဉ်ခါထောက်ရပြားကိုချီးမွမ်းပြီးငါဖြစ်စဉ်ကာလပတ်လုံး ငါဤဖျားသခင်ကိုထောမနာတခြင်းဆိုမိစာလံဆရာရဲ့ဝန်ခံချက်ကိုတွေ့ရတယ်ဒါဝိဒ်ရဲ့ဘဝအသက်တာတစ်လျှောက်လုံးကိုကြည့်တဲ့အခါမှာတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့ချိန်မှာဖျားကိုချီးမွမ်းခဲ့တယ်ပတ်ပတ်လဲရန်သူတွေဝန်းရံထားတဲ့အခါမှာလဲဖျားခင်ကိုချီးမွမ်းခဲ့တယ်သမင်တရေကိုတွေ့တဲ့အခါရေစီးနေတဲ့စမ်းကြောင်းလေးတွေကိုတွေ့တဲ့အခါချိုးမြောင်တောတောင်ဂျိုင်ဝမ်းတွေကိုဖျက်ရှောက်ရတဲ့အခါဖျားခင်ကိုချီးမွမ်းစရာအကြောင်းဖြစ်စေခဲ့တယ်ဘဝရဲ့အချို့အကွေအမျိုးမျိုးအတက်အကျအနေအမြင့် ဲ့အခြေအနေမျိုးမျိုးမှာဖိအားကိုချီးမွမ်းစရာအကြောင်းဖြစ်စေခဲ့တယ်။တမချန်းစာတဲ့ကလူလူ၁၀ယောက်ကသခင်ယေရှုခရစ်တော်ကိုတွေ့တဲ့အခါမှာကဲမသနာပါသခင်လို့တောင်းလျှောက်ခဲ့ကြတယ်။သခင်ယေရှုခရစ်တော်ကယေဘရဟိတ်ကိုကိုကိုသွားပြလောလို့ပြောတဲ့အခါမှာသွားစဉ်တွင်လို့ချန်းစာကပြောပါတယ်။လန်ခုလတ်တနေရာမှာပင်လင်တန်ရှင်းခြင်းကိုရောက်ကြတယ်။လူလူတစ်ကြိမ်၁၀ယောက်ကဘလောက်တောင်ဝမ်းမြောက်ပျော်ရွှင်ကြမလဲ။အဲဒီ၁၀ယောက်ထဲကတယောက်တော့သူက သခင်စီကိုလှည့်ပြန်လာပြီးကြီးစုတင်နေကြီးသောအတန်နဲ့သခင်ယေရှုခရစ်တော်ရဲ့ရှေ့မောက်မှာပြတ်ဝတ်ပြီးတော့ဖျားခင်ရဲ့ဂုံတော်ကိုချီးမွမ်းတယ်ကြီးစုတည်တတ်တဲ့နှလုံးသားကြီးစုတင်တတ်တဲ့နှလုံးသားအဲ့ဒီနှလုံးသားကိုဖျားခင်နှစ်တတ်တယ်ဖျားခင်တံပိုးထားတယ်ဒါကြောင့်ဖျားကိုကြီးစုတင်တယ်လို့မိမိရဲ့ပဝန်းကျင်မိသားစုမိမိရဲ့အိမ်ထောင်ဘက်ဇနီးတယ်ဖြစ်မယ်ခင်ပွန်းတယ်ဖြစ်မယ်သားသမီးဆွေမျိုးသားချင်းညီကုံပေါင်းဘဝတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုလည်းကြီးစုတင်တတ် ဖို့လိုပါတယ်။ဖျားကိုချစ်တဲ့အခါမှာလူလူချင်းလဲချစ်နိုင်လာတယ်။ထို့အတူပဲဖျားကိုကြီးစုတင်တတ်တဲ့လူက လူလူချင်းလဲကြီးစုတည်တတ်တယ်။တဝူတယောက်ကတင့်ကိုအကူအညီပေးတဲ့အခါမေတ္တာစိတ်တနာထားပြီးတင့်ကိုကူညီမဆတဲ့အခါအနှဲငယ်တော့ကူညီခြင်းဖြစ်ကောင်းဖြစ်မယ်။တန်ဖိုးထားပါကြီးစုတင်တတ်ဖို့ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလူတယောက်ကစားဝတ်နေရေးနဲ့ပတ်သက်ပြီးအလွန်ခက်ခဲနေတယ်။တွားရေးလာရေးကအစဖះเจ้าကိုလာဖို့ဆိုင်ကယ်မရှိတဲ့အတွက်အခက်အခဲတွေများစွာရှိနေတဲ့အခါမှာကျွန်တော်တို့အမှုတော်ဆောင်တွေအားလုံးတယောက်နဲ့နဲ့စုပေါင်းပြီးတော့ဆိုင်ကယ်အဟောင်းတစ်စီးကိုဝယ်ပေးဖြစ်ခဲ့တယ်။ဒီဆိုင်ကယ်နဲ့တွားရေးလာရေးဖြောင့်ဖြူးဖို့ဖြစ်တယ်လို့ ကောင်းရောင်းကောင်းဝယ်ဝမ်းစာအတွက်မိမိနဲ့တင့်တော်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ကုညီမဆခဲ့တာဖြစ်တယ်။ဒီလိုနဲ့တနစ်နီးပါးလောက်ဒီဆိုင်ကယ်ကိုအတုံးပြုတ်ပြီးတဲ့နောက်မှာသူတို့ရဲ့စားဝတ်နေရေးပြေလည်လာပြီးအဆင်ပြေလာပြီးလုပ်ငန်းတွေလည်းပုံမှန်လဲပတ်လာပြီးဆိုတဲ့အတွက် အလုံးကဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတယ်။တနေ့အကြာမှာကျွန်တော်တို့ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ဒီဆိုင်ကယ်ကခဏခဏပြက်ပြီးကျွန်တော်ကိုဒုက္ခပေးလွန်းတယ်။တနေ့ဘုရားခင်ကျွန်တော်ကိုကောင်းချီးပေးလို့ဆိုင်ကယ်အစ်စ်ရခဲ့ရင်တော့ဒီဆိုင်ကယ်အဆုပ်ကြီးကိုအဝေးဆုံးတနေရာကိုလွှင့်ပစ်လိုက်မယ်။မီးရှို့လိုက်မယ်။ဒီလိုစကလုံးမျိုးကိုကျွန်တော်တို့ပြန်ကြားရတဲ့အခါမှာမိတ်ဆွေ ဒါကကောင်းစားတဲ့နှလုံးသားမဟုတ်ဘူး။ဂျေဇူးတင်သက်တဲ့နှလုံးသားမျိုးလည်းမဟုတ်ဘူး။ဒီအကြောင်းအရာကိုမိတ်ဆွေကြားတဲ့အခါမှာတည့်ရနှလုံးသားကိုဆန်းစစ်ဖို့ဖြစ်တယ်။ဂျေဇူးတင်သက်တဲ့နှလုံးသားရှိပါစေ။ဂျေဇူးတင်သက်တဲ့နှလုံးသားကိုဖခင်ကထပ်ပြီးထပ်ပြီးဂျေဇူးပြုအောင်မှာဖြစ်တယ်။တမန်တော်ရှင်ယောဟန်ရဲ့ဆုတောင်းစကားကိုရှင်ယောဟန်ဩဝါဒစာတတိယဆောင်ခန်းကြီး1ပိုင်ငယ်1မှာတွေ့ရတယ်။အချင်းချစ်သူသည်စိတ်နှလုံးဒီကောင်းစားတကယ်လို့တင်သည် အရာရာ၌ကောင်းစားခြင်းနှင့်ကျမ်းမာခြင်းရှိမိအကြောင်းငါဆုတောင်း၏အသက်ကြီးသူချစ်အပ်သောဂါယုကိုတမန်တော်ရှင်ယောဟန်ကဆုတောင်းပေးခြင်းနှင့်နှုတ်ဆက်ခြင်းဖြစ်ပါသည်အချင်းချစ်သူတင်ဤစိတ်နှလုံးဒီကောင်းစားတကဲ့သို့တင်သည်အရာရာ၌ကောင်းစားခြင်းနှင့် ကျမ်းမာခြင်းရှိမိအကြောင်းကောင်းစားတဲ့နှလုံးသားတစုံစိတ်နှလုံးကောင်းစားတဲ့သူဖြစ်ဖို့ဖခင်အလိုရှိတယ် စိတ်နှလုံးကောင်းစားတဲ့အခါမှာအရာရာမှာသင်ကောင်းစားအောင်မြင်မယ်ကျမ်းပါမယ်။ဒါကြောင့်နေ့စဉ်အသက်ရှင်ခြင်းမှာဘုရားကိုချီးမွမ်းတဲ့ချီးမွမ်းခြင်းတွေပြည်နေပါစေ။ဂျေဇူးတင်တဲ့နှလုံးသားဂျေဇူးတည်တတ်တဲ့နှလုံးသားဂျေဇူးတင်ခြင်းတွေပြည်နေနေပါစေ။ငါအိမ်ဒီဆုတောင်းရအိမ်ဖြစ်၏လို့ကျမ်းစာက ပြောတဲ့အတိုင်းဘဝအသက်တာကဆုတောင်းခြင်းတွေနဲ့ပြည်နေပါစေ။ ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။ mà mê lại ba nè tiếng sâu sâu trên nè mal.